တကယ်တော့ဘသူ့ကိုမှကိုတကယ်မပိုင်ပါဘူး။ဘဝတစ်ခုမှတွေ့ဆုံကြုံကြရတဲ့သာသမီစနီခင်မုန်းကိုလူတွေကကိုအပိုင်လို့ထင်နေကြတယ်။တကယ်ကဘသူကမှဘသူ့ကိုမှမပိုင်ပါဘူး။ကိုခန္ဓာကိုယ်တော်ကိုမပိုင်ပါဘူးနော်။အချောင်းတင်တုံလေးမို့ပေါင်းစုံနေကြရတာဖြစ်တယ်။အချောင်းမတင်နေတနေ့ခွဲကြရမှာပဲ။ဒါကကိုတယောက်သေးပဲ။ ဖြစ်နေတာလားဆိုတော့မဟုတ်ဘူး32ပုံလုံးဖြစ်နေကြတာကိုတယောက်တည်းမဟုတ်ပါဘူးဒါကသတ္တဝါတွေအတွက်ဖြစ်ရိုးဖြစ်စဉ်တစ်ခုမြတာဖြစ်တယ်သို့တော်လေမိသားစုနေပျော်ရွှင်နေတော့စိတ်ကူးရင်ကောင်းနေတော့မှရုတ်တရက်ခွဲရတော့အတော်ခံစားကြရတယ်နော်ဒီတော့သာသမီဇနီးခင်ပွန်းတွေကိုကိုပိုင်နေကိုဆိုင်နေဆိုတဲ့အထင်အမြင်မှားမှုကို တတိလေးနဲ့ရှော့ချရမယ်။ကိုမထားခင်လေသူတို့ကကိုကိုထားခင်မှာပဲ။ဒီတဘာဝကို နားလေလက်ခံနိုင်ရမယ်။ကိုတကယ်ပိုင်တာကိုတကယ်ဆိုင်တာကကိုပြုထားတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေပဲဖြစ်တယ်။ကိုဘဝရဲ့အဖို့အမောအစစ်ဆိုတာ ကိုပြုထားတဲ့ကုသိုလ်ကံ အကုသိုလ်ကံတွေသာဖြစ်တယ်။သာသမီဇနီးခင်ပွန်းဆိုတာက တုတ်တန်ဟိုဘက်အထိလိုက်လို့မရဘူးကိုပြူထားတဲ့ကံတွေကတော့ကိုသွားရကုန်နေဖန်မရမချင်းအရေးလိုလိုက်ပါနေကြမှာဖြစ်တယ်လူဆိုတာအကြောင်းဆုံးလို့ပေါင်းဆောင်ရတဲ့အခါမှာအကောင်းဆုံးပေါင်းဆောင်ခဲ့ကြသလိုအကြောင်းမဆုံးတော့လို့ခွဲကြရတော့မေးဆိုရင်လေအကောင်းဆုံးခွဲနိုင်ဖို့လိုတယ်။ကိုကသာသမီစနီခင်ပွန်းကိုဆွဲလန်းတက်မှတ်စိတ်နဲ့တေမေးဆိုရင် မကောင်းနေပုံဘဝကို လာရောက်ရမယ်။ကုရေဆွေလန်းတက်မှန်စိတ်ကသူတို့ကိုကောင်းချိုတစုံတင်ရာ ပြုနိုင်သလားဆိုတော့မပြုနိုင်ဘူး။ကိုယ်အတွက်ကောင်းချိုပြုသလားဆိုတော့လေမပြုပါဘူး။နှစ်ဖက်ရှုံရှုံစီနေနော်။ဒါကြောင့်နှစ်ဖက်ရှုံမရှုံရအောင်ဒီအချိန်ကစလို့မိသားစုကငါတကယ်မပိုင်ငါတကယ်မဆိုင်ဘူးလို့နားလေလက်ခံပါ ဒီအချိန်လေးကငါတယောက်တည်းကြုံနေရတာ မဟုတ်ဘူးဆိုတာကိုလေနာလီလက်ခံပါမိသားစုကိုချစ်တယ်လို့ငါကိုငါလေးချစ်မှတော်မင်းလို့တွေးပြီးဒါနာသီလဘာဝနာအမှုတို့ကို စွန့်အားရှိသလားပြုလုပ်အားထုတ်ပါတစ်ချိန်ချိန်တော့ကိုမခွဲရင်သူတို့ကခွဲခဲ့မှာနော် ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဖရာကြီးဒေါက်တာနန္တာမာလာပြည်ဝင်တော်ဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိမ်မအဖွဲသားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့ညဝေလိုက်ပါရရှင်။